ရခိုင်သူရခိုင်သားအပေါင်းအားလုံးသာလီစွာပါရခိုင်ဘာသာရေဒီယိုစီစိုက်ကနေကြိုဆိုပါရယ်အင်းနဲ့စီစိုက်မှာစီစိုက်မှုအပိုင်းကျွန်တော်မျိုးထွန်းကဆရော့လာဖို့ဖိုက်ပရိကေတနောင်းတိကိုကျွန်တော်နဲ့အတူမတ်ဆော့ရှံမေကတမ်ပရာပီလာဖို့ဖိုက်ပါရယ် ဒီနေ့ထုံလုံးပို့တော်ဒီကတော့ခါမော်တော်မြို့နေမှာစိုက်ကောက်စီတင်တဲ့ရခိုင်တပ်တို့တိုက်ပွဲဖိုက်ပေါ်ခါပါရီကျောက်တော်မဟာမေမုန်နီဖရာမှာပရယ်လုံးနေဝေအလုံသမားတီဖုံအလုံးသုံးစီလောက်ကိုစိုက်ကောက်စီတက်ကတင်ယူစိုက်ဆီခါပါရီကျောက်ဖွမျိုးနေကရဲကောအိုရှိုရီမုန်တယောက်အပါဝံမြို့ခဲလေးယောက်ကိုစိုက်ကောက်စီတက်ကဖန်စီလာတွေတတော်အပါဝံပလာဝမြို့ကအသားခနိုက်စီအရီနေပါတီတားခဲတယောက်ကိုငရငါကကြီးနဲ့ထောက်တဲ့သုံးတိုင်းရှာမဲလိုက်တဲ့တတော်နဲ့တဲတီမြို့နေရိုဟီကျူရောကအိုရှိုရီမုန်ကိုများနောက်ဖုံဆွဲထား ွေလူတစုကတဲဖဲလာတွေတတော်တူကိုထုံလောင်းပြီးလာဖို့ဖိုက်ပါရင်ရောနောက်ပိုင်းမှာတော့ခါတိုက်ပွေတီဖိုက်ပေါ်နေတွေပလာဝမြို့နေကအခွေနေတီကိုတီးရအောင်ပလာဝမြို့ခေတယောက်နဲ့စားသွေးမိမဲထဆော်တီကိုထုံလောင်းပြီးလာဖို့ဖိုက်ပါရင်အခုရှင်ကစပြီးကမော်တော်မြို့နေမှာစိုက်ကောက်စီတင်တဲ့ရခိုင်တပ်တို့တိုက်ပွဲဖိုက်ပွဲခါတွေတရုံးကိုကိုမျိုးထွန်းကစားပြတ်တော်ပြပါပြီလားဖို့ဖိုက်ပါရင်အကျွမ်းက social media ဖိုက်ပါရင် ရခိုင်ပြည်မောက်တော်မြို့နယ်မှာနိုဝင်ဘာလ2ရက်နေ့ကစိုက်ကောက်စီတဲကရိခါပို့ဖို့လာရီကတစီကိုရခိုင်တဲတော်ကတိုက်ခိုက်ခဲ့ပြီးရနောက်နိုဝင်ဘာလ3ရက်နေ့မုတ်ထပိုက်မှာလေရခိုင်တဲတော်နဲ့စိုက်ကောက်စီတဲတို့တိုက်ပွဲဖိုက်ပွားခဲ့ပါတယ် ရန်တိုက်ပွဲစွာနိုဝင်ဘာလ3ရက်နေ့မုထ9နာရီလောက်မှာမောက်တော်မုံနေမောက်ပိုင်းရန်အောင်မောင်ကြီးရွာရိဖာမီတာ2000ထောက်လောက်အကွာမှာဖိုက်ဘောခတ်စွာဖိုက်ပရိကီစိုက်ကောက်စီတက်ကရခိုင်တက်တွာဟိရီနေရာကိုဝန်လာရတော့မိနိုင်ပါအကရာတိုက်ပွဲဖိုက်ဘောခတ်စွာဖိုက်ပရိကီတီဆုံဒန်နာရရီတဒောင်းတိကိုတော့ကအတေမပြုနိုင်သီလို့ရခိုင်တက်တွာပရိုရစ်ဆိုခေါ်ရှိသူဥခိုက်ဒုခကပြောပါတယ် ရန်တိုက်ပွဲဖိုက်ပွဲရနေတာဖောက်ကိုခရင်ချော့ခရီဆိုင်နာခခခွန်နိုင်မြို့သူဂရီတဲရန်ပရန်ဖူတဲရန်နဲ့ဘူးစီတော်မိုးနေဖောက်မှာဟင်ရီစိုက်ကောက်စီတဲရန်တီကလေးလောင်းနောင်ဂရီတီနဲ့ပိုက်ခဲခရီလို့ဒေသခံတီကပြောပါရယ်နိုဝမ်ဘာလနှရနေ့ကမောက်တော်မြို့နေကျွေးတပ်ရန်နာမှာစိုက်ကောက်စီတဲကရိခပို့ဖို့လာရီကောက်ကိုရခိုင်တဲတော်ကမှိတ်ဆွေတိုက်ခိုက်ခရီတော်အရာရှိအပါဝန်အနည်းဆုံးခေါက်ရောက်လောက်ဒေရာရာဟင်ခရီလို့ဒေသခံတီကပြောပါရယ်ရန်အပရာပလောဝါမြို့နေမရေဝရန်နာမှာနိုဝမ်ဘာလနှရနေ့ကဖိုက်ပွဲခရီတိုက်ပွဲမှာလေးစိုက်ကောက်စီတဲက၂ရောက်တီဆုံးခရီ ပိုင်ဒန်ဟာရသူတီလီဟင်းရီလို့ဥခိုက်ဒုခကအတေပူပရော့ဆိုလာပါတယ်။ ကျတော့မဟာမေမုန်နီဖရာမှာတဲဆွေထားရိစိုက်ကောက်စီတက်ကမဟာမုန်နီဖရာမှာပရဲလုကైနေခဲ့တဲ့အလုံသမတိဘကဖုံအလုံသုံးစီလောက်ကိုသိမ့်ယူပြီးကစိုက်စေးခါရီလို့တီးရပါရယ်ရောအလုံသမတိဖုံတီကိုအော်တိုဘာလာ၃ရက်နေ့မိုထားပိုင်းမှာစိုက်ကောက်စီတဲသာတီကသိမ့်ယူပြီးစိုက်စေးခါပြီးကနေခေါဘတနာရီလောက်မှာတော့ခါအလုံးကိုပြန်ပြီးခါရီလို့မဟာမုန်နီဖရာအနာမှာနေထိုင်သူတယောက်ကပြောပါရယ်စိုက်ကောက်စီတဲဖွင့်ဝန်တီဆိုဖရာကိုအကာအကွယ်ယူပြီးတဲရှားထားရီအတော့ဖရာဖူလာသူဒီလေအယောင်ကထ ားနေလာပြီးခင်ဖရပူပေါ်မွဲ့မယ်ရေးလုံးနေခဲ့တဲ့အလုံးစမတီမာလေးလုံချုံရေးအတော်စိုးရင်နေကြရပြီလို့ဒေတာခန်တီကပြောပါရယ်ညော့ပရန်လူဖာတီမာလွယ်ခါရီနိုင်ကပေါ်ဖရတင်တော်မွဲ့မယ်ရေးလုံငယ်တီကိုလိုကိုက်နေခဲ့သူတီဖရပြီးခင်အခုအခါသူတို့ကိုလေးစိုက်ကောက်စီတဲကမဖွန်ခါရီတော့ဖုံးတီကိုယူပြဲစိုက်စစ်စော်ဖိုင်းနိုင်ရီလိုလေးညော့ဖရအနာမနေထိုင်သူတီကပြောပါရယ်မဟာမေမွန်နီဖရမှာတဲဆွေးထားရီစိုက်ကောက်စီတဲဖွေမော်တီစော်ညင်းအချိန်ဆိုကလေးအရာတီတောက်ပြဲစနေတီပိုက်ဖောက်မှုတီလေးမကမကလုံလေးရှိရီလိုလေးဒေတာခန်တီကပြောပါရယ် ကျောက်ဖုမလို့မှာ record အုပ်ချုပ်ရေးမှုတယောက်နဲ့ rai မှုတယောက်အပါဝန်မြို့ခံလက်ရောက်ကိုနိုဝင်ဘာလ2ရက်နေ့ညအချိန်မှာစိုက်ကောက်စီတက်ကဖန်စီလာတွေလို့သိရပါတယ်။ရပိုင်ဖန်စီခန္ဓာတွေသူဒီကတော့ကကျောက်ဖုမလို့ prompt မှာ record အုပ်ချုပ်ရေးမှုဥခိန်မောက်ထွန်း၊ zd dot record က rai မှုဥဝမောင်း၊ ribay record ကဥမောင်မောက်ထွန်းနဲ့ zd ya record ကရခိစမှာလုံနေတွေဥထွန်းနေဝန်လို့ဖိုက်ခဲ့ပါတယ်။နိုဝင်ဘာလ2ရက်နေ့ညစင်နာရီလောက်မှာစိုက်ကောက်စီတက်က record အတွန်းကိုအစ္စရာစိုက်ဖို့ဝန်လာတွေကသူတို့ကိုဖန်စီလာဆိုတာဖိုက်ပြီးရခိုင်တက်တော့ ထောက်ပံ့မှုတိလုပ်တွေလို့သံတရားနဲ့ဖက်စီတွေလို့ဆိုပြတတော်တိထောပွားနေတွေလို့သူတို့နဲ့နှိစက်သူတယောက်ကပြောပါတယ်အခုအခါသူတို့လျှောက်ကိုကြောက်ဖို့ရိစခက်မှာထိမ့်သိမ့်ထားတွေလို့ဆိုပါတယ်ကြောက်ဖို့မြို့မှာလွန်ခါတွေအော်တိုဘာလ25ရက်နဲ့20ခါရနေကလေးမြို့နေမရိစရန်ဦးစီးမှုနဲ့မရိတိုက်စရိသုံးယောက်ကိုဖက်စီခါပရိကေရန်အထက်ကမရိတိုက်စရိဒီဖရိုက်ကက်တွေဥခိမောင်နဲ့ဥညင်ညင်တောင်တို့ကိုပြန်လွှဲပြခိုက်ကလေးဥထွန့်ထွဲဝန်းနဲ့ဥထွန့်ထွဲနယ်တို့ကိုတော့ခါအခုချိန်ထိစားပြဖန်စီထားတွေလို့သိရပါတယ် ပလာဝမှုနှင့်အပေါင်းစားကျူတော်ကအသာခနိုင်စီနေပါရှိပြီးကဲကျဲမာရီမကောင်ဖိုင်းနေသူဦးဆိုင်စင်ကိုနိုင်ငံတော်စူပူအောင်လုံးဆောင်မုံဆိုင်ရာဥပဒေပုံမှန်၅ရငါကကြည်နဲ့စိုက်ကောက်စီတဲကလွဲခါရီအော်တိုဘာလာ20ခဝါနေမှာထောက်တဲ့၃နိုင်ရှာမဲလိုက်တယ်လို့သိရပါရယ်ဦးဆိုင်စင်ကိုစိုက်ကောက်စီတဲကစိုက်ကောရီမှာနေစားထားရတော့ဒေယာရာရှိထားပြီးကဲရော့ကအခင်လေးရှိနေရတော့ကျဲမာရီဆိုးဝေါနေပြီလို့မိသားစုဝန်တစ်ယောက်ကပြောပါရယ်ဦးဆိုင်စင်ကိုအပေါင်းစားကျူတော်အိုရှိုရီမုံဖိုက်သူနဲ့နောက်ထဲကျူတော်စားတစ်ယောက်ဖိုက်သူ အိုင်လာရုကိုလွယ်ခါရီမေလာ20ခါဝါနေကပေါ့စိုက်ကောက်စီတက်ကဖဲစီပြီးကခလာရနရာရှိုက်စီကိုတဲရုံကိုယူဆောင်လာဆိုဖိုက်ပါရယ်ဦးရှိုက်စဲမှာအပေါင်သားရောမှာတောက်ရလုံငယ်လောက်ကိုက်နေသူတယောက်ဖိုက်ပြီးကဒူးမကောက်ရဲ့အတော်ဒုံနဲ့ရာလာလာနေကသူဖိုက်တယ်လို့ဆိုပါရယ်လာရှိအချိန်မှာဦးရှိုက်စဲကိုပလာဝါမူရီစခဲမှာထိမ့်သိမ်းထားပြီးကလန်ခရီမကောက်ရဲ့အတော်စိုက်တဲ့အကျင်းထောက်ဝန်မပူဝါသိမ့်လို့သိရပါရယ် ဇန်တွင်းမို့နေရွာရီကြည့်ရွာအုပ်ချုပ်ရေးမှုကိုအော်တိုဘာလ30ရက်နေ့ကမြနာဖုံဆွဲထားရီလူ9ယောက်ကဒါနန်ခွဲပြဲစကူတရေဘာနဲ့လေထုတ်ခရတော့သီဆုံလာရီလို့သိရပါတယ်။ရပိုက်သီဆုံလာရီကြည့်ရွာအုပ်ချုပ်ရေးမှုမှာအသာခောက်စီအရီဥမောက်သက်တံဖရိုက်ပရိကေသူမရောင်းနေကမို့နေထွေအောင်အစီဝေးကနေအ ူးကြည့်ရွာကအော်ရှိုရီမှုနဲ့အတူစိုက်ကင်နဲ့အင်ဂိုပရန်လာဆိုမှာလက်မှာသက်ဖက်ခံရဆိုတာဖိုက်တယ်လို့သူနဲ့နှိစက်သူတယောက်ကပြောပါတယ်အတူးကြည့်ရွာအော်ရှိုရီမှုကတော့ခါထောပရီလွဲမောက်လာပရိကဥမုံသင့်တိန်နာရဲကိုတော့ခါနိုဝမ်ဘာလ2ရက်နေ့ကပြုလုပ်ခရီလို့ဆိုပါတယ်သန်တွေ့ခရိုက်စိတ်ရုံကတာဝန်ကျဆရာဝန်တယောက်ကလေရောက်ဖိုက်ရဲဆိုတာအော်တိုဘာလ30ရက်နေ့ကဖိုက်ပေါ်ခဆိုတာဖိုက်ပရိကအလောက်ကိုစီစိုက်ဖို့စိတ်ရုံကိုပို့ဆောင်လာရလို့လေပရော့ဆိုလာဘာကောက်တမ်ပရယံအင်းနေသနာစီစိုက်ကိုအေမာရဲနာလိုက်ပါတယ် အခုစပီးခင်တိုက်ပွဲတိဖရိုက်ပေါ်နေဝေပလာဝမြို့နေကအခွေနေတီကိုတည်ရအောင်ပလာဝမြို့နေဒီသားခဲတယောက်နဲ့စားသွေးမိမဲ့သားစော်တီကိုထုံလုံးပြီးလာဖို့ဖိုက်ပါရယ် တိုက်ပွဲတိစားတိုက်ဖိုက်ပွဲနေရဘလောက်အောင်လို့နေမှာရခိုင်တဲ့တော်နဲ့စိုက်ကောက်စီတဲ့ရိုနိုဝင်ဘာလ2ရက်နေ့ကလေတိုက်ပွဲတိဖိုက်ပွဲခရရတော်စိုက်ကောက်စီတဲ့က2ရက်သီဆုံခပရိကီထိခိုက်တန်ရာရောစာတီလင်းဟင်းရီလို့သိရပါတယ်။ရန်ပိုင်တိုက်ပွဲတိဖိုက်ပွဲနေရတော်ဒေသာတော်မှာခရနီတိဇာပိုင်ဟင်းပါရီလေးလို့ဘလောက်အောင်လို့ခံတယောက်ကိုစားသွေမိတ်ကရီကသူကအခုပိုင်ပြော့ပါတယ်။ ဘလောင်းအောင်မင်းနေအနိအနမှာတော့ကမကမ်းမင်းကြီးဝေးတော့မမေဝဖားမှာတော့ဖိုက်တယ်လို့ပုံစံကြအောင်လာရှိခရီးတကအေးစားကဒီနေ့ချင်းလေးအေးစရာ တိုက်ပူကြီးကတခုလေးမကညာကတော့လာနာကြီးတော့နင်းနင်းပိုက်တယ်ပေါ်ညာလာပါဒီနေ့ကတော့တခုလေးမပိုက်သေးဘူးအော်တိုဘလာ29ရာနေကရခိုင်တက်တော်နဲ့စိုက်ကုတ်စီတက်လို့ဘလောင်းအောင်လို့နေမရေဝရာနာမှာတိုက်ပွေဖိုက်ဖို့ခပရိကေအော်တိုဘလာ30ရာနေမှာတော့ကဘလောင်းအောင်လို့နေအပေါ်သားရောခဝေးပြူဟာကုန်းကပါဝန်တခါစိုက်ကုတ်စီစခန်တီကလေးလာနာဂရီတီနဲ့ရက်သက်ပိုက်ခိုက်ခါတွေပါအော်တိုဘလာ26ရာနေကလေး ေတစုံတရာတိုက်ပွဲဖက်ဖို့ဆိုမဟင်းပေရခိုင်တဲ့တော်ဟင်းရီနေတာတိဖောက်ကိုလာနောင်ဂရီတီနဲ့ရဲသက်ပိုက်ခိုက်ခါတွေလို့အော်တိုဘာလာ30တရာနေကထုတ်ပြန်ရင်ရခိုင်တဲ့တော်ထုတ်ပြန်ရမှာဖော်ပြထားပါတယ်ဘလောက်ဝမှုမှာခိုးလုံနေခဲ့တဲ့စိုက်ပိချုပ်တိကိုရှမ်ပေနေစီမံအုပ်ချုပ်ရေးကောင်စီနဲ့စိုက်ကောင်စီတက်ကနေတဲ့ပြန်ခဲ့ဖို့ဖိအားပြစော်တီဟင်းနေရတော့စိုက်ပိချုပ်တချို့မှာလေနေတဲ့ပြန်စော်တီဟင်းရီလို့သူကဆပ်ပြောပါတယ်ဒီဒုက္ခတိကြီးအဖြစ်လေကတော့က သူစင်တီကအခုနပဲမှာတစ်ခေါက်စီရဲ့ပြီလမ်းတွေကိုဒီလိုပြည်စည်းတက်တက်ကိုရမှာကျင်းကျင်းတက်တက်ကိုရမှာတော့ကိုကြီးကနပဲမှာတစ်ခါပြီလို့ပြတ်တကြရင်ပြနေပဲခါဒီလိရှိနေမှာပြန်စလူဒီလိရှိပြီးမိဘဝဲအေးဝေရေမောတမောစင်စွန်လဲသုံးတော့ကတက်တက်ပဲဟာကလေးလေရောလုံးကျဲတော့ကတော့ကပလီရဟိုးမောဝေနင်းနေပေါ်တော့ကျင်းလို့ကျင်းဆိုဒီလိုဆိုတော့လေမြကတော့ပြန်ကြဖို့ပေါ်ရသုံးတော့က ဘလောင်ဝါနဲ့ကြောက်တော့စားသွေထရီလန်တီကိုအခုအချိန်ထိစိုက်ကောက်စီတဲကပိတ်ထရီတော့ဒေသအတွက်မှလလာမှုတွေခါခဲ့ဟိနေပြီကေကုံစင်းနှုတ်တီလေမတာနေတွေလို့ဆိုပါရယ်အခုရပတ်အတွက်မှအတွက်ခါမလို့နေအစီဆိုင်နဲ့ကြောက်တော့ဖာကနေဆန်တချို့ကိုယူလာစွာဟင်တွေလို့လေသူကပြောပါရယ်ဘဝီဘဝီတိကဝင်ရတော့ဒိုဒိုဒိုခါဒီဒိုအောင်ဖိုက်စပိုင်ရဲ့ကျဲစပိုင်မူလူလူတူတူလေးပိုလို့ကျတဲ့ဟူလား ဆင်ဒီရာဒီလေးလာဖို့လာဖို့ကမရဒီနေ့ကမှဆင်ပုတ်လေးစီရောက်ပြီလို့ပေါ်တကယ်လဲပိတ်ချက်ဆိုတော့တော်ဝင်လာခွန်တော့မရသေးဒီကလေးသားဒီမကား ရောရောရောဒီမွနစ်စီဇန်နဲ့လာပြီးတော့လေးစီဆန်တောင်လောက်တွေလို့ပတ်တကြတယ်။ဒီမှာမော်တာပေါက်ဝင်လို့ပြောတယ်။အေးစာဝင်နေပြီးကခါကီရှိတဲ့ပေါ်လည်းတော့အလားအလာမရှိခါ။ရခိုင်ပြည်ကပုတိတော်မောက်တော်မမ်ဘရာကြောက်တော်နဲ့ဘလောက်ဝမလို့နေတိမှာတိုက်ပွေတိဖိုက်ပွဲနေတဲ့တော့အရေသတိခိုက်သီစုံမှုတိဟိရိပိုင်နေရဆန်းခွာမှုတိလေးဟိနေပြိကေလန်တိကိုလေပိတ်ထရတော့အကူအညီလိုအပ်နေသူတိပောက်ကိုအကူအညီတိရောက်ဖို့အခက်ခဲဖိုက်နေရတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှယ်ရေးရုံး UNO ရှာက အော်တိုဘာလာ18ခဏရောင်းနေမှာတဒောင်းထုတ်ပြန်ထားပါတယ်။ယာအဗရာမြန်မာနိုင်ငံမှာအိုးအိမ်စွန့်ခွာပြဲထော်ပိနေရသူဒိုက်တာသမလေးသန်ဟင်းပရိကေစိုက်တိုက်ကအာနာသိမ့်ပြီနောက်နင်ရဲစွန့်ခွာသူသုံးသိန်းကျော်ထက်မှာအများစုကတော့ခါရခိုင်ပြည်မှာဖိုက်တယ်လို့ယာထုတ်ပြန်ရှာမှာဖော်ပြထားပါကောက်တောင်ပြန်ယံအင်းနေရခိုင်ပါတာရေဒီယိုစီစဲကိုအေမာရဲနာလိုက်ပါတယ်။